ဟိုတအားနာမည်ကြီးတယ် Facebook မှာလည်းနာမည်ကြီးတယ်အဲဖတိမမန္တလေးကဖတိမအချင်းပေါ့တော်တော်နာမည်ကြီးပါတယ်လူတွေကြားမှာပေါ်လို့ရနေတယ်ဖတိမအချင်းပေါ့ဆိုတော့ပေါ်လို့ရနေတာလူဒီနေ့နောက်ဆုံးသတင်းကဖတိမအချင်းပေါင်းဆိုင်ကို FDA နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပိတ်ခိုင်းလိုက်တယ်လို့ကြားပါတယ်ဆိုတော့တနည်းအားဖြင့်တစ်ဖက်မှာပြောရင်တော့စိတ်မကောင်းပါဘူးယခုလည်းရှိမန္တလေးမြို့ဥပိန်တရနာမှာအချင်းပေါင်းတယ်မဲ့ဖတိမအားအချင်းပေါင်းရောင်းခွင့်အိမ်ထိဝင်ရောက်စစ်ဆေးပြီး FDA မှာပိတ်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ် တရက်ကို7ဒိန်းကျော်ပိုရောင်းရရှိတဲ့မတ်ဖတ်ထီးမှအချင်းပေါင်းဆိုတာနဲ့မတိတဲ့သူမရှိတော့အောင်ကိုရှားပါလာပါတယ်အချင်းပေါင်းကလည်းအရတာကောင်းလွန်းတယ်လို့ချင်းလှပါတယ်ဆိုတဲ့တမယာတီးရဲ့အချင်းတက်ကိုပိုင်နိုင်စွာထိ ंछ ုတ်ထားနိုင်တဲ့ကြောင့်စားသုံးသူများကအလွန်ကြိုင်းတက်ပြီးရောင်းအားကောင်းနေကြရချင်းပဲဖြစ်ပါတယ်မနေ့ညပိုင်းမှာတော့မနေ့ညနေပိုင်းမှာတော့မတ်ဖတ်ထီးမရဲ့အိမ်နဲ့အချင်းပေါင်းရောင်းသည့်နေရာများကို ဓပုံများလာရောက်ရိုက်ကူးပြီးအစားတောက်နှင့်ဆေးဝါးကုတ်ကဲမှုအဖွဲ့မှကျမကြီးနဲ့ညီညွတ်မှုမရှိဘူးဟုဆိုကဆိုင်အားပိတ်သိမ်းခိုင်းလိုက်ကြောင်းကိုသိရှိရပါတယ်